Hi အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့တိမ်ငယ်စိတ်နော်မအားငယ်စိတ်ပေါ့နော်နောက်ပြီးတော့ဘဝင်စိတ်နောက်တစ်ခုကစူးစမ်းလို့စိတ်ပေါ့နော်အဲ့အရာတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော် share လုပ်ချင်ပါတယ် Okay number 2တိမ်ငယ်စိတ်အားငယ်စိတ်အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လို inferiority complex လို့သုံးလို့ရပါတယ် inferiority complex တိမ်ငင်စိတ်ပေါ့နော်နောက်ဘဝင်စိတ်ကိုကြတော့ superiority complex လို့သုံးလို့ရပါတယ် superiority complex ဘဝင်စိတ်အမှန်တကယ်ပြောရင်အဲ့စိတ်နှစ်ခုလုံးကတော့ negative ဆန်တယ်ပေါ့နော်မကောင်းဘူးလို့ပြောလို့ရတယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်တိမ်ငင်စိတ်ဒါမို့အားငယ်စိတ်ရှိလို့ရှိရင်အဲကိုကို ဘယ်လိုပြောမလဲအားငယ်နေတဲ့ခါကျတော့ဟိုလှုပ်တင်လှုပ်တင်တာကိုမလှုပ်ရဲတော့ဘူးအမ်တွားတင်သွားတာမတွားရဲဥစားတဲ့ဘောနော်အဲ့လိုဖြစ်ပြီးတော့ဥပွားရဲ့တူတက်မှုကိုနှောင့်နှေးစေတယ်ဘောနော်ကြံ့ကြံ့စေတယ်အမှန်ရောတင်ငယ်စေရှိတာမကောင်းပါဘူးအဲအဲ့လိုပဲဟိုဘဝင်စိတ်ရှိတာလည်းမကောင်းဘောနော်အမ်ဘဝင်စိတ်ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်လူလူမုန်းတယ်ဘောနော်လူအမြင်ကတ်တယ်ဘော looming kind of pattern. Yeah, therefore, you know, inferiority complex can retard or impede your improvement. Yeah, likewise, you know, superiority, and those who have a superiority complex can be frowned upon by other people. Yeah, ရတမရရမျက်မှောက်ကိုကြည့်မယ်ဒီကောင်ဘလို့ကောင်းလဲရပေါ့နော်တော်တော်ပုံဝင်မြင့်တဲ့ကောင်ပေါ့နော် and အဲ့တော့မကြောင်းအဲအဲ့တော့ ဟိုတိမ်ငင်စိတ်ရှိတာဟိုဘုံစိတ်ရှိတာတော့အဲ့နှစ်ခုလုံးကတော့မကောင်းပါဘူးဘောနော negative စံနေ Okay နောက်တစ်ခုကပါလဲဆိုရင်စူးစမ်းလို့စိတ်စူးစမ်းလို့စိတ်ရှိတာတော့ကောင်းပါတယ်အဲစူးစမ်းလို့စိတ်ကိုကျွန်တော်တို့ဘယ်လိုပြောလဲဆိုရင် sense of curiosity လို့ပြောလို့ရပါတယ် sense of curiosity စူးစမ်းလို့စိတ်အဲ့တော့ကျွန်တော်တို့မြန်မာစကားမှာလည်းပဲစူးစမ်းလာနဲ့ဆက်စုတာမတူဘူးเนาะအဲ့တော့စူးစမ်းလို့စိတ်ရှိတယ်ဆိုတော့ကိုကတခုကို သင်ယူခြင်းတာသိခြင်းတာအဲ့တော့ positive sound နဲ့ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က curious လို့သုံးတယ်ပေါ့နော် noun ဆိုတော့ curiosity ပေါ့ okay အဲ့ဒါမဟုတ်ဘူးစူးစမ်းတာမှာဆက်စုတာဆက်စုတာကိုကျွန်တော်တို့ inquisitive လို့သုံးပါတယ် inquisitive inquisitive ဆက်စုရဆိုတာဟိုသူများရဲ့အတွင်းရေးကိစ္စတွေကိုလိုက်ပြီးတော့ တည်ခြင်းနာအဲအဲ့လိုမျိုးတွေပေါ့နော်အနာကိုဆက်စုတာသူများရဲ့အိမ်နှွေးရေးတွေပေါ့စသဖြင့်ပေါ့နော်အာအရာတွေကိုလိုက်ပြီးတော့တည်ခြင်းနာကိုအနာကိုဆက်ဆက်စုတယ်ခေါ်တော့ပေါ့နော်အဲဆက်စုတော့ကျွန်တော်တို့က inquisitive လို့တော့မာတယ်စူဇန်းနာကိုကြတော့ curious လို့တုံလို့ရပါတယ်အဲ့တော့တိစူဇန်းလို့စိတ်ကိုအမကျွန်တော်က sense of curiosity လို့တုံပါတယ်စူဇန်းလို့စိတ်အဲ့တော့စူဇန်းလို့စိတ်ရှိတာကောင်းပါတယ် ဆက်ဆိုတာမကောင်းပါဘူးအဲတော့စူးစမ်းလို့ရှိပါမဆက်ဆိုပါနဲ့ okay uh, be curious but not be inquisitive okay အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်